19ချိန်နဲ့ပတ်သက်လို့ကျွန်တော်တငယ်ချင်းတွေအတွက်လေးထိပ်ကြားခဲ့ရင်ဆိုတော့လေးထိပ်ကြားခဲ့ရင်ဘာလို့ထိုးမလဲဆိုတဲ့စိုက်လေးလည်းပြပေးမယ်ပြီးတော့ signature C line တစ်လိုင်းလည်းပြပေးမယ်နော်လေးထိပ်နဲ့ပတ်သက်လို့ပစ်စွန်းနှစ်စွန်း၃စွန်း၄စွန်း၅စွန်းပေါ့နော် အဘယ်နှစ်ချလဲဆိုရင်ဒီနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်7နှစ်8နှစ်10နှစ်10နှစ်ချစီပေါ့နော်အဲ10နှစ်ချမှာ၄ထိပ်ကဒါဘယ်လိုကြရတယ်လဲဆိုရင်သူကလွယ်လွယ်လေးပါပဲနော်ဒီဆိုမှာ၄ထိပ်လို့ကြတော့၃နဲ့တွဲတာပေါ့နော်၄၃တွဲသူကတပွင်စီအလဲတိုင်းကိုတပွင်ချင်းစီရော့ပေါ့ယူစီနီယာတပွင်ရော့နေသွားမှာပေါ့နော်ပထမ၄၃တွဲ လေးသုံးနေပြီးတော့ကျွန်တော်တို့ဒီမှာသာသာစိတ်နေချလေးထိတ်လို့ကြားတဲ့ခါမှာလေးသုံးပြီးတော့လေးနှစ်ပေါ့နော်အလေးနှစ်ပြီးတော့နောက်ထပ်စိတ်နေချမှာအဲတစ်ဆုံးနှစ်ဆုံးပြီးတော့သုံးဆုံးမှာသူကလေးထိတ်လို့ကြားရင်မှာလေးသုံးလေးနှစ်ပြီးတော့လေးတစ်တွဲပေါ့နော်အလေတိုင်းလေးကစီနီယံတပွင့်ရော့သွားလာလေးသုံးစိတ်နေချလေးထိတ်ကြရင်လေးနှစ်နဲ့လာမှာ လေးနှစ်ကိုဆယ်နှစ်ချရင်လေးထိပ်ကြရင်လေးတင်းနဲ့လာမှာပေါ့နော်လေးထိပ်ကြရင်လေးတင်းနဲ့လာမှာနောက်ထပ်ဆယ်နှစ်ချလေးထိပ်ကြရင်လေးတုံညာနဲ့လာမှာပေါ့နော်နောက်ထပ်ဆယ်နှစ်ချလေးထိပ်လို့ကြရင်လေးတုံညာနဲ့လာမှာအဲ၃၄၃၄နှစ်၄တစ်၄တုံညာဆိုတော့အခုဒီ၄ရနေဆယ်နှစ်ချဒီငားထဲမှာပေါ့နော်လေးထိပ်ကြရင်လေးကိုနဲ့ပေါ့နော်လေးကိုနဲ့ဒါ လေးခုနဲ့လာမှာလာပေါ့နော်အမွေးသိရင်လည်းမွေးပေါ့မမွေးသိနေရင်လည်းမမွေးနဲ့ပေါ့နော်ဟုတ်အမသူကလာတာ၄၃၄၄၄၄တုံညာဆိုပြီးတာစင်နေချ၄ထိတ်ကြရင်အဲ့လိုလာတာပေါ့ခုကကျွန်တော်တို့ကဒီမှာ၄ထိတ်ကမကြသေးဘူးနော်၄ထိတ်ကြခဲ့ရင်၄ခုနဲ့လာမှာလာပေါ့၃၄၁တုံညာ၉ဆိုပြီးတော့ စီနီယံတဝင်းရောနဲ့လေးကိုနဲ့လာမှာလားပေါ့နော်နောက်ပိတ်ကိုစီရီဆွဲရမှာပေါ့အဲ့ဒါလေးကိုမွေးသိန်းတော့လဲမွေးပေါ့မမွေးသိန်းတော့လဲတဘောပါပဲနော်ခုနိုင်ဟာစီကြောပြမယ်နော်စီကြောပြတဲ့ခါမှာကျွန်တော်အတူချုံပြီးပဲပြမယ်နော်တူချုံပြီးပဲပြမယ်ကျွန်တော်တို့ရိုက်ခဲ့တဲ့ဒီလေးကစီ၈နှစ်ချာပေါ့နော်ရှေပေါင်း၆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 ဒီရှေပေါင်း၆တည်းအောက်ကဒီ သုံးလုံးပေါင်း၃ညပြိတ်၃ညသုံးလုံးပေါင်း၉ပြိတ်၉ဒါသုံးလုံးပေါင်း၈ပြိတ်၈ဒီသုံးလုံးပေါင်းခုံပြိတ်ခုံနော်၃ညကို၈ခုံလို့ရိုက်တုံးပါဘောနော်အဲ့ဒီ၃ညကို၈ခုံလို့ရိုက်တုံးကပြိတ်ခုံပြိတ်လေး၈ခါဒီ၉ပြိတ်နဲ့ပြိတ်၈၃ညခါဒီ၃ညကို၃ညပြိတ်လေးပြိတ်၈၆ခါဒီ၁၉၃ည၁ပြိတ်၈ပြိတ်နဲ့၉ခါဒီ၂၉၃ည၁၂ ကိုးခါနဲ့ဒီတော့ကပရိတ်ခုံကျွန်တော်ရဲ့မန်မာရီအောင်ရတဲ့အလိုက်ပေါ့နော်ကို391နှစ်ဒီကို391နှစ်ဆိုတဲ့စီရောကိုအခုပင်မှာကျွန်တော်ကရိုက်ပြပါမယ်နော်အဲ့ဒီကို391နှစ်ကိုကျွန်တော်တို့ကဒီပါဝါချိန်တော့456ခုံပေါ့နော်ကို391နှစ်ကိုပါဝါချိန်တော့456ခုံပေါ့နော်ပရိတ်391ပရိတ်6ပရိတ်7ဒီ6ပရိတ်1ပရိတ်ကိုပရိတ်9ဒီ9 4 9 ပရိတ်သုံးပရိတ်သုံးပရိတ်သုံးညာတိ6 4 5 6ပရိတ်လေးပရိတ်လေးပရိတ်ကိုတိခွန်4 5 6ခွန်အဲ့ဆိုကျွန်တော်တို့ကဒီမှာပရိတ်ကိုပေါ့နော်ပရိတ်ကိုပေါ့ပရိတ်သုံးရပေါင်းလဲ၄ပရိတ်သုံးရပေါင်းလဲ၅ပရိတ်သုံးရပေါင်းလဲ၆ပရိတ်သုံးရပေါင်းလဲခွန်ဆိုရင်ပရိတ်ကိုဝင်ရမှာဒီပရိတ်ကိုဘာနဲ့ရိုက်မလဲဆိုရင်ခွန်၈ကို၃ညာနဲ့ရိုက်မယ်ပေါ့နော်၅၃ကိုဒီခွန်၆ခွန်၅ဒီ၈ခွန်၈ဒီ၈၃ညာဒီကိုခွန်၈ကို၄နဲ့၄ဒီ၃ညာခွန်၈ကို၃ညာ ဲ့ဒီခွင့်ရှိ9300နဲ့ထည့်ရိုက်မယ်ပေါ့နော်ကျွန်တော်ဒီတည့်ရရှိရရှိရဒီခွန်လေးရ6ရရှိရဒီရှိခွန်ရှိလေးရတည့်ရလေးရဒီကိုခွန်ရှိ9 6ရ9ရ9ရဒီ3ညခွန်ရှိ9 3ညပေါ့နော်ခွန်ရှိ9 3ညပေါ့အဲ့လိုလာပြီးတော့ကွာကုနောက်ပေါင်း6 မှန်ခွာပေါင်းကိုခွာပေါင်းကိုနောက်ပေါင်းရှစ်ကိုရှစ်ခွာပေါင်းတုံရကိုရှစ်တုံရပြီခွန်ပေါ့နော်ခွာပေါင်းခွန်နောက်ပေါင်းတုံခွန်တုံခွာပေါင်းခွန်ခွန်တုံခွန်ဒီခွန်ပေါ့နော်အခွန်နေနဲ့လာတာခွာကိုနောက်ပေါင်းနှစ်ကိုနှစ်ခွာပေါင်းခြောက်ကိုနှစ်ခြောက်ဒီခွန်နဲ့ပဲလာတာခွာရှစ်နောက်ပေါင်းငါး ွားရှင်နောက်ပေါင်းကွာပေါင်းလေးရှင်းကားလေးမှာခွန်ဖြစ်မှာခွန်ဖြစ်ဖို့အတွက်ဘွာလေးပေါ့နော်ကွာပေါင်းလေးဟုတ်နော်ငယ်ငယ်ရင်ရှင်းပါလေနော်ကွာကိုးနောက်ပေါင်းရှစ်ကွာပေါင်းတုံညာကိုးရှစ်တုံညာဒီခွန်ကွာခွန်နောက်ပေါင်းသုံးကွာပေါင်းခွန်ခွန်သုံးခွန်ဒီခွန်ကွာကိုးနောက်ပေါင်းနဲ့ကွာပေါင်း6ကိုးနဲ့6ဒီခွန်ကွာရှင်နောက်ပေါင်းကွာပေါင်းလေးရှင်းကားလေးမှာခွန်ဖြစ်မှာကွာပေါင်းလေး ဒီခွန်လေးကိုလည်းကျွန်တော်နောက်ကြောင်းပြန်မလှန်တော့ပါဘူးเนาะဒါခွန်ဖြည့်ချင်း၄ချက်နဲ့ခွာပေါင်းလေးခုနကျွန်တော်တို့ရိုက်တဲ့၃လုံးခွန်၃လုံးရှစ်၃လုံးကို၃လုံး၃ညခွန်ရှစ်ကို၃ညဟုတော့ဒါအလဲတိုင်းရိုက်တဲ့လားဘောเนาะ၄ရဲ့ရှစ်ရဲ့ရှစ်ရဲ့ဒီခွန်၄ရဲ့၆ရဲ့ရှစ်ရဲ့ဒီရှစ်ခွန်ရှစ်၄ရဲ့၄ရဲ့၄ရဲ့ဒီကိုခွန်ရှစ်ကို၆ရဲ့ကိုရဲ့၅ရဲ့ဒီ၃ညခွန်ရှစ်ကို၃ညဆိုတာငါးခါနဲ့ခွာပေါင်းလေးပြိတ်ကိုဘောเนาะငါးခါနဲ့ခွာပေါင်းလေးပြိတ်ကိုဒါငါးခါနဲ့ခွာပေါင်းလေးပြိတ်ကို ဒီတရမှာဒါလေးထိတ်ကိုဒီတစ်ပတ်လေးကိုကြိုက်လို့ပေါ့နော်လေးကိုကြိုက်လို့လေး90ပေါ့နော်လေး90ရဲ့အတုံညာ9လေးရဲ့ပေါ့နော်လေးပါတဲ့ခဏဆိုတော့ဒီနှစ်ကွက်ပဲရှိရနော်မြန်သားတကယ်ရင်းလေးနောက်တစ်မျိုးကဘယ်လိုရိုက်မလဲဆိုရင်နော်ဒီ9ရဲ့ခွားတုံညာရဲ့ဒီ9ဒီက9ရဲ့ခွားခွန်ရဲ့ဒီ6 9 6ဒီက1ရဲ့ခွား6ရဲ့ဒီခွန်9 6ခွန် ဒီက6ရယ်ခွားနှစ်ရယ်ဆို6 5 6ခွန်8နော်9ရယ်ခွား3ညရယ်ဒီ9 9ရယ်ခွားခွန်ရယ်ဒီ6 5 6တရယ်ခွား6ရယ်ဒီခွန်9 6ခွန်6ရယ်ခွား2ရယ်ဒီ8 5 6ခွန်8ဆိုရင်သူကခွား2အဲ့ဒီခွား2ကိုဒီကနောက်ပေါင်း9ပြိ6နောက်ပေါင်း9ပြိ6အလဲတိုင်း8 5 6 8ဒီ9နောက်ပေါင်း2ပြိ9 နောက်ပေါင်းနဲ့ပရိတ်ကိုနှစ်ကိုလဲတိုင်းစီနှစ်ကိုစစ်တီကိုနောက်ပေါင်းနဲ့ပရိတ်သုံးနှစ်သုံးလဲတိုင်းလေးနှစ်သုံးလေးတီကိုနောက်ပေါင်းရှိနောက်ပေါင်းရှိပရိတ်လေးလဲတိုင်းခွန်နောက်ပေါင်းရှိပရိတ်လေးရှိလေးလဲတိုင်းခွန်စစ်လေးခွန်မှာကိုလို့ဖြစ်မှာဆိုရင်သူကဒီခွန်ခါပေါ့နော်ခွန်ခါနဲ့ခွန်ခါနဲ့ကွာနှစ်ပေါ့ခွန်ခါနဲ့ကွာနှစ်ဆိုရင်ဒါခွန်ခါနဲ့ကွာနှစ်ဆိုရင်ဒီပေါင်းကမွေးကနန်းပေါ့နော်မွေးကနန်းခွန်ခါနဲ့ကွာနှစ်ဆိုရင်ဒီတစ်ခွန်တင်တဲ့ အလေးကစားရမယ်ဆိုရင်လေးခွန်၈ရှစ်ခွန်၄ပေါ့နော်ဒီ၃ခွက်ပေါ့ခွန်ခန်းနဲ့ကွာနဲ့ဆိုရင်တစ်ခွန်တလေးခွန်၈ရှစ်ခွန်၄ဆိုတဲ့၃ခွက်ကိုကျွန်တော်တည့်ပေးလိုက်ပါတယ်ငါးခန်းနဲ့ကွာလေးကိုကစားမယ်ဆိုရင်၄90ကိုတည့်ပေးလိုက်ပါတယ်ဟုတ်လေးထိတ်ကြခဲ့ရင်ကိုးခါဝင်လာအောင်မယ်ဆိုရင်၄6လွဲဆိုရင်ကျွန်တော်ကဒီဗရိတ်ကိုဆိုရင်၄96ဗရိတ်ခွန်ဆိုရင်၄94ပေါ့နော်ဒါခွာ၄ခွာ9ဆိုရင်၄94၄95ပေါ့ မိမိကြိုက်နေတဲ့ရာကိုထိုးပါမနက်တာဒီ line လေးမှာဒီကွက်နှစ်ကွက်သုံးကွက်ပေါ့နော်ဒီသုံးကွက်ကိုဒါကြိုက်ကနန်းနေနဲ့တည်ပေးလိုက်ပါလေဟုတ်ကျွန်တော်မင်းတက်တာပါနော်ဟုတ်ကြံ6ကြိမ်မှာမမဝင်နေလေဆိုရင်3000ပါနော်3000ပါကျန်6ချိန်မှာမမဝင်နေတယ်ဆိုရင်3000မှာမိနစ်တာတင်ရင်ဒီအောင်မြင်ရပါသေးဗျာ။